ချမ်းသာသူပိုချမ်းသာခြင်းရွှေဝက်ချက်မက်ထရအဖက်ကကပါကြီးကိုပြီးလို့လွှမ်းမိုးထားလေအောင်းဘိတ်မင်္ဂလာပါကျမမေမီပါဒီ financial stability channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီ channel ကနေပြီးတော့ကျွန်တော်တို့ရဲ့ဘဝမှာငွေကြီးတည်ငြိမ်မှုရဖို့ဘီလိုတွေစီမံခန့်ခွဲရမယ်ဆိုတဲ့အကြောင်းအရာတွေကိုမျှဝေပေးတော့မှာပါမင်္ဂလာပါကိုဗျာမင်္ဂလာပါမေမီမီအားလုံးပဲမင်္ဂလာပါကျွန်တော်မောင်ပြပါကိုဗျာကျမတို့စီးပွားရေးလောကကိုကြည့်ရအောင် ချမ်းသာတဲ့သူကပိုချမ်းသာလာပြီးစီးရဲတဲ့သူကပိုစီးရဲသွားရခြင်းဆိုတဲ့ဖြစ်စဉ်ကိုအမြဲတွေ့ရတယ်။ဒါကတကယ်ပဲဖြစ်နေတာလား။ဒါဆိုရင်ကျမတို့လူလူငယ်တွေအနေနဲ့ဘလို့ချိုးဖြတ်နိုင်မလဲဟင်။မိမိအဲ့ဒီဖြစ်စဉ်ကိုစီးပွားရေးပညာရှင်တွေကတမက်ဂျူအဖက်လို့သတ်မှတ်ကြတယ်။ဒါဟာပုံကိုတူးချင်းစီရဲ့အားထုတ်မှုအပြင်စနစ်တစ်ခုလုံးရဲ့ဖွဲ့စည်းမှုကြောင့်ပါဖြစ်ပေါ်နေတဲ့ပြဿနာပဲ။ဒီနေ့တော့ဒီဝင်းဝဲကွာမှုကျယ်မဲ့လာတဲ့အဓိကအကြောင်းရင်း၃ခုကိုရှင်းပြပြပေးမယ်။ ။အဓိကအချက်ကတော့ငွေကြေးကိုအလုံးလုံးခိုင်းခြင်းပဲ။ချမ်းသာတဲ့သူတွေမှာလုံလောက်တဲ့မူလယဉ်တည်မှုမရှိပါပဲနဲ့။သူတို့ကအခြားသူများထက်ပိုစူးစမ်းနေပါလေ။အခြားသူများထက်ပိုလေ့လာနေပါလေ။သူတို့ကရရှိတဲ့ငွေကိုအကမလုံးကိုအလွန်အကျွန်းသုံးဆွဲခြင်းမဟုတ်ဘဲယင်းနီးမြုံနှံခြင်းဖြင့်လုပ်နေပါတယ်။ဒီငွေကိုယင်းနီးတဲ့အခါ ပေါင်းစည်းအတိုး compound interest ရဲ့စွမ်းအားကြောင့်သူတို့ရဲ့ပိုင်ဆိုင်မှုဟာအချိန်ဟုန်နဲ့တိုးတက်လာတယ်။စီးရတဲ့သူတွေကတော့နေစဉ်စာဝတ်နေရေးအတွက်သာရုံးကနေရတဲ့အတွက်ယင်းနီးဖို့မတောနဲ့ပုံမှန်စုဆောင်းဖို့တောင်ခက်ခဲတယ်။ဒါကြောင့်သူတို့ရဲ့ငွေကြေးဟာ compound interest ရဲ့စွမ်းအားကိုမရဘဲငွေကြေးဖောင်ပမှု inflation ကြောင့်တန်ဖိုးပါကျဆင်းသွားတယ်။အော်ဟုတ်တယ်နော်။ဒီဆိုပညာရေးကဘလောက်အရေးပါလဲချက်။အရန်ကိုအရေးပါတယ်မင်းမင်း။ ချမ်းသာတဲ့သူတွေရဲ့တာသမီတွေဟာပုံမကောင်းဝန်နဲ့ပညာရေးအခွင့်အလမ်းတွေရရှိကြတယ်နော်ဒါကသူတို့ရဲ့အနာဂတ်ဝင်ငွေကိုမြင့်မားစေတယ်ပိုရေးကြည့်တာကချမ်းသာတဲ့မိသားစုတွေမှာငွေကြေးစီမံခန့်ခွဲမှုနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအသိပညာတွေကို မျိုးရိုးလိုက်တင်ကြားပေးနိုင်ကြတယ်ဒါအပြင်ငွေကြေးတောင်းတဲ့သူတွေဟာပုံမကောင်းဝန်နဲ့အလုပ်အကိုင်းစီးပွားရေးအခွင့်အလမ်းနဲ့ငွေချင်းငါချင်းအခွင့်အလမ်းတွေရရှိနိုင်တဲ့လူမှုကွန်ရက်တွေကို Netwest တွေကိုပိုင်ဆိုင်ကြတယ်။ကမ္ဘာစီးပွားရေးစနစ်ရဲ့အကျိုးသောဖွဲ့စည်းမှုတွေကချမ်းသာတဲ့သူတွေကို ပေါ်ပြီးအကျိုးဖြစ်သွင်းစေတယ်။ဥပမာ နိုင်ငံများစွာမှာအလုံလုံရရှိတဲ့ဝင်ငွေထက်ယင်းနီးမြုံနံမှုကနေရရှိတဲ့ဝင်ငွေကို အခွန်နဲ့နဲ့ပဲထောက်လိရှိတယ်။ချမ်းသာသူတွေကသူတို့ရဲ့ဝင်ငွေအများစုကိုယင်းနီးမြုံနံမှုကနေရတဲ့အကအခွန်ပေါ်မောတတ်တာတယ်။နောက်ပြီးချမ်းသာတဲ့သူတွေဟာ ိုင်ဆိုင်မှုဝယ်ယူဖို့အတွက်အတိုးနှုန်းတက်တာတဲ့ဘဏ်ချင်းငွေတွေကိုအလွယ်တကူရရှိနိုင်တယ်။စင်းရတဲ့သူတွေကတော့အရေးပေါ်နိုးအချက်ဆိုရင်တောင်အတိုးနှုန်းမြင့်တဲ့ချင်းငွေတွေကိုပဲအားကိုးရတယ်။ဘာကြောင့်အတိုးနှုန်းမြင့်ခောက်ကြတော့လဲ။ဆိုတော့ဘာမှအာမခံချက်မရှိလို့အတိုးနှုန်းမြင့်တဲ့ချင်းငွေတွေကိုပဲအားကိုးရတဲ့အတွက်အကျွေးထန်တရာတွေကနေမထွက်နိုင်ဖြစ်နေတယ်လေ။ ဟောကျမသဘောပေါက်သွားပြီခုဗျာဒီဖြစ်စဉ်ကိုချိုးဖက်ဖို့ဆိုတာပတ်စံအမြောင်းအီးရှိဖို့မဟုတ်ပဲစနစ်ရဲ့စည်းကမ်းတွေကိုနောက်လဲ့ဖို့နဲ့ compound interest ကိုကိုယ့်ဘက်ကနေအတုံးချနိုင်ဖို့လိုအပ်တာပေါ့နော်မှန်နေမိမိဒီချမ်းသာတဲ့သူတွေဟာပိုင်ဆိုင်မှုကိုဝယ်ယူပြီးငွေကိုအလုတ်လုတ်ခိုင်းနေစင်းရတဲ့သူတွေကတော့ကိုယ်တိုင်သာအလုတ်လုတ်ပြီးဝင်ဝင်ရှာနိုင်က ရေရှည်တိုးပွားအောင် စီမံခန့်ခွဲဖို့အခွင့်အလမ်းနေပါနေကြောင်းကွာဟမှုကပူပြီးခြေပြန့်လာတာပဲမင်းရော မင်းရဲ့ငွေကြေးကိုမင်းအတွက်အလုတ်လုတ်ခိုင်းဖို့အတွက်ဘယ်လိုယဉ်နီးမြုံနံမှုမျိုးနဲ့စတင်ယဉ်နီးမြုံနံဖို့စိတ်ကူးခလဲကျွန်တော်တို့ရဲ့နောက်ဗီဒီယိုတွေမှာစတင်ယဉ်နီးမြုံနံတဲ့နည်းကိုဆက်လက်ပြောပြပေးသွားမှာပေါ့ဒီ financial stability channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်လာရောက်ကြည့်ရှုထားလုံးကိုကျေးဇူးတင်ပါတယ်